မွေးရင်မောင်ကိုကိုင်းကိုဖြိုခွင်းခဲ့တဲ့အမေရိကန်ဒုစစ်သားဟာဒီနေ့ကျွန်တော်တို့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ Waking Doll လို့အမည်ရတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။မင်းသားကတော့ Crick လို့ခေါ်ပြီးတော့သူဟာဒုစစ်သားအဖြစ်တာဝန်ထမ်းဆောင်ပြီးအငိမ့်စားယူထားသူပါ။သူဟာသူ့ရဲ့မွေးရမည်ဖြစ်တဲ့ Washington ကကက်ဆက်ကောင်တီကိုပြန်လာတာကိုမြင်ရမှာဖြစ်ပါတယ်။သူကမရောက်တာကြပြီဖြစ်တဲ့သူ့ရဲ့ဌာနေကိုဟိုဒီကြည့်နေချိန်မှာပဲမြို့ကရဲရရှိဝက်ကင်းနဲ့တွေ့ပါတော့တယ်ဝက်ကင်းကခရစ်ကိုမြင်တာနဲ့မှတ်မိတာကြောင့်ဝမ်ပန်းတသားနဲ့နှုတ်ဆက်ပါတယ် အဲဒီနောက်ဝက်ကင်းကခရစ်ကိုအိမ်လိုက်လဲဖို့ပြောပါတယ်။ဒါမဲ့ခရစ်ကမလိုက်တော့ဘူးလို့ညင်းတာနဲ့ဝက်ကင်းကတနက်နဲ့ပြစ်ပြီးတော့ခေါ်သွားရမလားလို့စနောက်တဲ့သဘောနဲ့ခေါ်သွားပါတယ်။ခဏနေတော့ခရစ်ဟာသူ့အိမ်ကိုရောက်လာပါတော့တယ်။သူညီမဖြစ်သူမီရှယ်လည်းအိမ်မှာရှိနေပါတယ်။ခရစ်ရဲ့မိသားစုတွေကလည်းခရစ်ကိုကြိုဆိုကြပါတယ်။ဒီနောက်မှာတော့ခရစ်ရဲ့မတွေ့ရတာကြာပြီဖြစ်တဲ့တူလေးပိတ်ဟာလည်းလူကောင်ကြီးထွားလာတော့ခရစ်ကနောက်နေပါတယ်။ခရစ်ကအိမ်ကလေကားကျိုးနေတာကိုပြုတ်ပြင်နေချိန်မှာပဲတကယ်ချင်းဖြစ်သူရေးရောက်လာပြီးတော့နှာပြီးနှုတ်ဆက်ပါတယ်။ အဲနောက်ခရစ်ကရေးကိုဘီယာတိုက်ချိန်မှာတော့ရေးကသူဟာရက်တွေမတောက်တော့ဘူးလို့ပြောပါတယ်။ပြီးတော့ခရစ်ကိုမတွေ့ရတာကြာပြီဖြစ်တဲ့အတွက်ចောင်းတော့ကတငယ်ချင်းနေနဲ့ပေါ်လုံးကစားဖို့ခေါ်ပါတယ်။ဒါနဲ့ခရစ်လည်းပါသွားခဲ့ပါတယ်။ဒီနောက်မှာတော့ခရစ်လည်းကစားကွင်းကိုရောက်ရောသူတငယ်ချင်းဟောင်းနေနဲ့တွေ့လို့နှုတ်ဆက်နေကြပါတယ်။သူတို့နဲ့ပြိုင်မဲ့ဖွဲ့ကတော့ဟာမီတန်ဆိုတဲ့တငယ်ချင်းဖွဲ့ပါ။ဟာမီတန်ဟာလည်းခရစ်ရဲ့တငယ်ချင်းတူပဲဖြစ်ပြီးတော့ချမ်းသာတဲ့မိသားစုကမွေးဖွားလာသူပါ။သူကအဲဒီမျိုးကအကြီးဆုံးကာစီနိုယုံကြီးကိုလည်းပိုင်ဆိုင်သူပါ ပကြားခင်မှာပဲအဲ့ဒီကာစီနိုယုံမှာအလုံးလုံးတဲ့လုံခြုံရေးဝန်ထမ်းတွေလည်းကစားဖို့ရောက်လာကြပါတယ်။ဒါနဲ့သူတို့ကစားကြတဲ့အခါမှာတော့ဟာမီတန်ရဲ့အသင်းကလူတွေကခရစ်တိုအသင်းကလူတွေကိုနာကျင်အောင်ကြမ်းကြမ်းတမ်းတမ်းကစားနေတာတွေ့ရပါတယ်။အဲ့ဒီချိန်မှာပဲခရစ်ရဲ့ဒူလေးပေးကတငယ်ချင်းတွေနဲ့ဆက်လက်ခိုးတောက်နေတာကိုတွေ့လိုက်ရပါတယ်။ကစားနေတဲ့ဟာမီတန်ရဲ့ပေးကဘူးဆိုတဲ့သူကခရစ်ကိုတမင်တသက်ကြီးကိုဝင်တိုက်လိုက်တာကြောင့်ခရစ်ရဲ့ခြေထောက်ဟာနာသွားပါတယ်။ဒါမဲ့ခရစ်ကတော့ဘာမှမပြောဘဲနဲ့ထားလိုက်ပါတယ်။ ။မမြန်ခင်မှာတော့ဟာမီတန်ကခရစ်နဲ့ဘော်ဒါတွေကိုသူကစီနိုယုံကိုလာဖို့ဖိတ်ခေါ်သွားခဲ့ပါတယ်။ခရစ်ကသူ့တူလေးဘက်ကိုဆက်လက်တွေခိုးမတော့ကိုမှာသွားခဲ့ပါတယ်။ညောင်တဲ့ခါမှာတော့ခရစ်နဲ့ရီတို့တငယ်ချင်းတစုဟာကာစီနိုယုံကိုလာလေကြပါတယ်။သူတို့အားထဲမှာလူတွေအများကြီးနဲ့လှပနေတဲ့ကောင်မလေးတွေကိုတွေ့လို့အံ့ဩနေကြပါတယ်။ခဏနေတဲ့အခါမှာတော့ဟာမီတန်ရောက်လာကခရစ်ကိုလည်းထူးကန်းထဲမှာရှေ့ပလန်တဲ့ကိုအဲ့ခံဖို့မှာနေခဲ့ပါတယ်။မကြာခင်မှာပဲခရစ်ဟာကောင်မလေးတယောက်ကပြတာကိုနီးကပ်ကြည့်ရှုရမယ့်အခန်းကျင်းလေးတဲကိုရောက်သွားခဲ့ပါလို့ အဲဒီကနေ့မှာတော့အပေါ်ချွတ်မဲလေးတယောက်ကခရစ်ကိုဖျော်ဖြေဖို့ဝင်လာခဲ့ပါတယ်။ဒီကောင်မလေးကိုခရစ်ကမြင်ဘူးသလိုလိုရှိလို့တေချာကြည့်လိုက်တော့မှပဲ။ကျောင်းတော်ကသူကြွေခဲ့ဘူးတဲ့သူ့ရဲ့ crash လေးတန်ဒီဖြစ်နေခဲ့တာကိုတွေ့ရပါတယ်။တန်ဒီတယောက်ခရစ်ကိုလည်းမှတ်မိသွားရောအဝတ်စားတွေကိုပြန်ဝဲလိုက်ပြီးတော့အခန်းထဲကနေထွက်သွားပါလို့ရတယ်။ခရစ်ကတော့တန်ဒီယာဒီလိုလိုမျိုးလုပ်နေတာကိုမြင်ပြီးတော့အစိမ်းမကောင်းဖြစ်သွားခဲ့ရပါတယ်။သူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ Rainess Maddie တို့ကလည်းအမျိုးမျိုးကစားနေကြပါတယ်။ အဲဒီချိန်မှာပဲကစားပွဲဒီယယ်လာကအန်စာတုံးကိုလှိမ်ပြီးစော့နေတာကို ခရစ်ကတွေ့လိုက်ရပါတယ်။ခရစ်ကမတမာမှုကိုတွေးလို့သွားပြဲတဲ့အခါမှာတော့ဒုံဂျုံရီးတွေကကြားသွားပြီးတော့မချေမငံပြောတာကြောင့်ထိုးကျိတ်ကြပါလို့ရတယ်။ခရစ်ကအများနဲ့တယောက်ရှင်ထိုးနိုင်ပေမဲ့လည်းဒုံဂျုံရီးသုံးယောက်ကဂျင်ဆက်နဲ့တိုးလိုက်တာကြောင့်ခရစ်ဟာမိသွားပြီးတော့မြောက်ခန်းထဲကိုခေါ်သွားခံလိုက်ရပါတယ်။အဲ့ဒီမှာလူမိုက်ကောင်းဆောင်ဘိုးကခရစ်လက်ဘင်းမှာဆွဲထားတဲ့ဆွဲပြားလေးကိုဖြုတ်ပြီးတော့ခရစ်ရဲ့ကိုယ်ပေါ်မှာချစ်ပစ်လိုက်ပါတယ် တို့ကခရစ်ကိုရဲရဲစက်စက်နိုင်ခြင်းကြပြီးတဲ့နောက်မှာတော့လမ်းပေါ်မှာပြစ်ထားခဲ့လိုက်ကြပါတယ်။ခရစ်တယောက်ဒန်ယာရီနဲ့လမ်းပေါ်မှာလာနေတဲ့ထရကာတစီရဲ့တိုက်မိခံရကနီးကနေတက်ရှင်ခဲ့ပါတယ်။ဒီနောက်မှာတော့ခရစ်ဟာဆေးရုံမှာကုသမှုခံနေရပြီးတော့ဒန်ယာရီကလည်းမနှင်းမနှောပါပဲ။နောက်တော့ခရစ်ဟာအိမ်ကိုပြောင်းလာပြီးတော့နလန်ထူအောင်ချိန်ယူရပါလို့လေ။အဲတကယ်ချင်းနဲ့အိမ်ကမိသားစုဝင်တွေနဲ့ဖြတ်တန်းရင်းနဲ့ခရစ်ဟာပြန်ပြီးတက်တာလာခဲ့ပါတယ်။ဒီလိုနဲ့ခရစ်ဟာလေ့ကျင့်ခန်းတွေမှန်မှန်လုပ်ပြီးတော့အကောင့်ဘက်ကရီကိုပြန်ဖြစ်လာခဲ့ပါတယ်။ တနေ့ခရစ်တယောက်အိမ်မှာလုံးလုံးနေတော့မှပဲဟာမီတန်ရောက်လာခဲ့ပါတယ်။နောက်ပြီးသူကာစီနိုယုံကတပည့်တွေလုခဲ့တာအတွက်လည်းတောင်းပန်ကြောင်းပြောပါတယ်။ပြီးတော့သူကခရစ်ကိုလုံညုံရင်ကောင်းဆောင်ဖြစ်လုံးလုံးဖို့ကန့်လန့်လိုက်ပါတယ်။ဒါမဲ့ခရစ်ကတော့မလုံးနိုင်ဘူးလို့ပြောပြီးတော့ညှင်းဆိုလိုက်ပါတယ်။ဟာမီတန်ကတေချာစဉ်းစားပါအောင်လို့ပြောပေမဲ့လည်းခရစ်ကတော့ဘယ်တော့မှမလုံးနိုင်ဘူးလို့ပြောခဲ့ပါတယ်။ဟာမီတန်ကကြော်ကျင်းနေတဲ့ပတ်စံတွေလာပေးလို့ခရစ်ကပြန်ပေးလိုက်ပြီးတော့ပကြခင်မှာမင်းရဲ့ကာစီနိုယုံကိုတရားစွဲမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ခရစ်ကသူနဲ့တည်တဲ့ရဲရာရှေဝက်ကင်းကိုသွားတွေ့ပြီးတော့ကာစီနိုရုံမှာမတမားတဲ့လောင်းကစားဝိုင်းတွေရှိနေတယ်ဆိုတဲ့အကြောင်းရယ်သူ့ကိုမတရားသဖြင့်ဝိုင်းပြီးတော့ရိုင်းနှက်ကြတဲ့အကြောင်းတွေကိုသွားပြီးတော့တိုင်ကျဲဖွင့်ပါတော့တယ်။ဒါမဲ့ဝက်ကင်းပြောတာကတော့ဒီကိစ္စကိုသူတို့စုံစမ်းပြီးပြီဖြစ်ကြောင်းနဲ့ခိုင်လုံတဲ့တက်တေထောက်တာမရှိတာကြောင့်ဒီကာစီနိုရုံကိုရောလုံခြုံရေးတွေကိုပါတရားစွဲလို့မဖြစ်နိုင်ဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါ့အပြင်ဒီကာစီနိုရုံကအခွန်လဲမမှန်ပေးနေတာမို့တရားစွဲဖို့ခက်နေတယ်လို့ဝက်ကင်းကပြောပြလိုက်ပါတယ်။ ခရစ်ကတော့ဒီကာစီနိုယုံရဲ့ဒူးစရိုက်မှုတွေကိုသူဖော်ထုတ်ပြမယ်လို့ပြောပြီးတော့ထွက်သွားလိုက်ပါတယ်။တနေ့ခရစ်အိမ်ပြန်ရောက်တဲ့အချိန်မှာတော့သူ့တူလေးပစ်ခါဆေးလွန်ပြီးလဲကျသွားတယ်ဆိုတဲ့အကြောင်းကြားခဲ့ရပါတယ်။ပစ်တုံးတဲ့ဆေးဟာရန်စည်းကြီးပြီးတော့ရှားပါလုံးနဲ့ဆေးဖြစ်နေတာကိုခရစ်ကသိလိုက်ရတဲ့အခါမှာတော့ပြည့်ရဲ့တငယ်ချင်းတွေကိုသွားမိပါတယ်။ဒီဆေးတွေဘယ်ကရလဲလို့မေးတဲ့အခါမှာတော့ဒီဆေးတွေကိုဟာမီတန်ရဲ့လောင်ကစားယုံကတဲတဆိတ်ဖြန့်ချီနေတာလို့သိရပါတယ်။ဒေါသထွက်သွားတဲ့ခရစ်တယောက်အိမ်ကိုပြန်လာကသူ့တနတ်ကိုကြည်ဖြစ်ပြီးတော့ထွက်သွားခဲ့ပါတယ်။ ခရီးယားဘေကတားနေတဲ့ကြားကနေခရီးယားကာစီနိုရုံကိုသွားခဲ့ပါတယ်။အဲနောက်ခရီးယားတနက်ကိုယူပြီးတော့အထဲကိုဝင်ဖို့လုပ်ပေမဲ့လည်းစိတ်ပြောင်းသွားပြီးတော့တက်သားတို့တချောင်းကိုပဲယူပြီးတော့ဝင်သွားခဲ့ပါတော့လေ။အထက်ရောက်တာနဲ့ခရီးတယောက်မြင်မြင်သမျှကိုတုံးနဲ့ရိုက်ပါတော့လေ။ပကြခင်မှာပဲဟာမီတန်ရဲ့လုံခြုံရေးတွေကတနက်တီနဲ့ထွက်လာကြပါတယ်။ခရီးလဲတုံးနဲ့ပြန်ကူကံပြီးသူတို့လက်တွေခြေတွေကိုချိုးပစ်လိုက်ပါတယ်။ဘူးကိုရိုက်နေပြီးတဲ့အခါမှာတော့သူ့ရဲ့လက်ဇွဲကိုလည်းပြန်ယူလာခဲ့ပါတယ်။ပြီးတော့ကာထားတဲ့မန်တွေကိုလည်းတုံးနဲ့ပြခွဲလိုက်ပါတယ်။ အဲဒီမှာသူသိလိုက်တာကတော့ဟာမီတန်ကမန်နူရဲ့နောက်ကနေရက်ကြည့်နေတာကိုပဲဖြစ်ပါတယ်။ခဏနေတော့ခရစ်ကိုရဲတွေကဝိုင်းလာကြတာကိုတွေ့ရပါတယ်။သူ့ကိုလာဖမ်းသူတွေကတော့တခြားသူမဟုတ်ဘဲနဲ့သူ့ရဲ့မိတ်ဆွေဖြစ်သူဝကင်းပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ခရစ်ကိုလုံခြုံရေးဝန်ထမ်းတွေကိုနှောက်ယှက်မှုနဲ့ကာစီနိုယုံကိုဖျက်ဆီးမှုလို့နဲ့ဆွဲချက်တွေတင်ပါတော့တယ်။ဒီကိစ္စကြောင့်ခရစ်ဟာရဲစခန်းကိုခေါ်သွားခံခဲ့ရပါတယ်။ဒီလိုနဲ့တရားရင်ရောက်တဲ့အခါမှာတော့ဟာမီတန်ကခရစ်ဟာသူ့ရဲ့ကာစီနိုယုံကိုလာပြီးဖြစ်စည်းမှုအတွက်တက်တဲ့တွေခေါ်ပြီးတော့ခရစ်ကိုအပြစ်ဖို့ပါလို့ရတယ်။ အဲ့တော့သူတို့ကခရီးရလေးကျင်သာပြေးဝနေတဲ့လူဖြစ်ပြီးတော့သူ့ရဲ့ခွန်အားကိုတုံးပြီးတော့ရန်ကားခဲ့တယ်လို့ပြောကြပါဗျ။ခရီးရှိနေကိုရင်ကလည်းခရစ်ဘက်ကနေမရက်တီပေးခဲ့တဲ့အတွက်ခရီးဟာဒီမှုကို သူကိုယ်တိုင်ပဲရှောက်လဲပေးရစီလို့ခွင့်တောင်းပါလို့ရတယ်။ဒါကြောင့်ခရီးဟာဟာမီတန်ရဲ့ကာစီနိုယုံမှာလုပ်တဲ့မတမာမှုတွေ၊မူးယစ်ဆေးဖြန့်ချိမှုတွေနဲ့ပတ်သက်ပြီးတော့ဖော်ထုတ်ဆင်ပေးပါလို့ရတယ်။ခရစ်ကသူ့ရဲ့ဒဏ်ရာတွေကိုပြပြီးကာစီနိုယုံကလူတွေနှိပ်စက်ထားကြောင်တက်တည်ပြလိုက်တဲ့အခါမှာတော့တရားသူကြီးကယုံသွားပြီးတော့ခရစ်မှာပြစ်မရှိကြောင်ကြေညာပြီးတော့လွတ်ပေးလိုက်ပါလို့ရတယ်။ ီးတော့ဝကင်းကလည်းအကျင့်ပြေခြားစားတာတွေပေါ်သွားလို့အလုပ်ပြုတ်သွားခဲ့ပါတယ်။ခရီးအားရဲရာရှိတယောက်ပြည့်အလုပ်ဝင်လိုက်ပြီးတော့စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ခရီးရဲ့ပထမဆုံးလှုပ်ဆင်းတဲ့နေ့မှာတော့ဝကင်းကသူ့ရဲ့လက်ထောက်တွေအားလုံးကယုံကြည်ရတဲ့သူတွေဖြစ်တာမို့ခရီးနဲ့တွဲပေးခြင်းတယ်လို့လာပြောပါတယ်။ဒါမဲ့ဝကင်းရဲ့လူတွေဟာဝကင်းလိုပဲကျင်းပြည့်ရဲတွေဖြစ်ကြတာကိုခရစ်ကတီးပြီးသားမှုအားလုံးကိုလှုပ်ဖြုတ်ပြစ်လိုက်ပါတယ်။ဒီနေ့မှာတော့ခရစ်ကဟာမီတန်ရဲ့ကားနောက်ကိုလိုက်ပြီးတော့ကားလိုင်စင်းနဲ့ဝိတက်တွေကိုတောင်းကြည့်ပါတယ်။ ဟာမီတန်ကခရစ်ကိုခနဲ့သူလိုနဲ့ပတ်စံတဲ့ဖြည့်ရှင်းဖို့ကြိုးစားပါတယ်။ဒါမဲ့ခရစ်ကတော့ဒေါ်လာထူသွားပြီးတော့ကားနောင်မီကိုရိုက်ခွဲကကားမီကိုပြင်လိုက်အောင်လို့ပြောသွားခဲ့ပါတယ်။ခရစ်ကရေးစီကိုသွားပြီးတော့သူ့ရဲ့လက်ထောက်ရာရှိဖြစ်လှုပ်လှုပ်ဖို့လာခေါ်ပါတယ်။ရေကညင်းနေခဲ့ပေမဲ့လည်းခရစ်ကဟာမီတန်ရဲ့မူရဲ့ဂိုင်းကိုဖြိုခွင်းမှုရေရဲ့ကူညီလူတွေတို့ပြောလာတာကြောင့်ခရစ်ရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါတယ်။ခရစ်နဲ့ယေရုဟာမူရဲ့ဂိုင်းသမားတွေကိုတယောက်ချင်းကိုလိုက်ဖမ်းကြပါတော့တယ်။ သူတို့အဖို့ကိုလက်စားကြေကျင်တာကြောင့်ဘူးတေတေချာချာစီစဉ်ထားတဲ့ကားကိုဖြစ်စည်းပြီးတော့စုံစမ်းစစ်ဆေးတဲ့ပုံဖန်းကြပါတယ်။ဟာမီတန်ဟာရေးနဲ့ခရစ်တိုရဲ့မိသားစုကိုတိုက်ခိုက်လာနိုင်တာကြောင့်ခရစ်ကတတိနဲ့နေဖို့ရေးကိုပြောခဲ့ပါတယ်။ခရစ်ကတော့ဘူးကိုစောင့်ကြည့်ဖို့အတွက်ရဲစခန်းမှာပဲနေပါတယ်။ဒီချိန်မှာဒန်နီကခရစ်စီကိုလာလှည့်ပြီးတော့နှစ်ယောက်သားအိညောင်အိညောင်နေလောက်ခဲ့ကြပါတယ်။ဒီနေ့အတိုင်းမှာပဲဟာမီတန်ဟာခရစ်ရဲ့မိသားစုကိုတိုက်ခိုက်ဖို့အတွက်သူ့လူတွေကိုလွှတ်ထားလိုက်ပါတော့ရေး။ပြီးတော့ဟာမီတန်ရဲ့လူတွေကရဲစခန်းရှိကရေးရဲ့ကားကိုပါဖောက်ခွဲပစ်လိုက်ပါတယ်။ ီးတော့ခရရှိနေတဲ့ yes gun တဲ့ကိုအပြင်ကနေတနက်တင်နဲ့ဝိုင်းပြီးတော့ dresser ကိုပြစ်ခတ်ကြပါလို့လေအဲ့လူတွေဟာတခြားသူတွေမဟုတ်ဘဲနဲ့ရဲရရှိဟောင်းဖြစ်တဲ့ wicking နဲ့သူ့ရဲ့လက်ထောက်တွေဖြစ်နေကြတာပါဘိုးကတော့သူ့လူတွေသူ့ကိုလာကယ်လို့ဝမ်းသာသွားပေမဲ့လေအချုပ်ခန်းလေးကနေထွန်မရဖြစ်နေလို့ဒီမှာကြောက်နေခဲ့ပါတယ်။သူကခရစ်ကိုသူ့ကိုလွတ်ပေးဖို့ပြောပေမဲ့လေခရစ်ကတော့မလွတ်ပေးသေးပဲနဲ့ဟာမီတန်ရဲ့ဆေးမောင်ကိုဈေးကွက်အကြောင်းနဲ့ဆေးတွေထုတ်လုပ်နေတဲ့ဌာနချုပ်ကိုမေးပါလို့ရတယ်။ဘိုးလည်းညာစရာမရှိတော့တာကြောင့်ဆေးတွေထုတ်လုပ်တဲ့နေရာကိုအမှန်တမ်းပြောလိုက်ရပါတယ်။ ဒါမဲ့ခရစ်ကိုဝိုင်းပစ်နေကြတဲ့ကြည်စံတွေဟာဘုကိုပဲထိမှန်ပြီးတော့ဘုဟာလည်းတည်ဆုံသွားရပါတယ်။ခရစ်ရဲ့ကောင်းမလေးဒန်နီရဲ့အကူအညီမှုနဲ့ခရစ်ဟာဟာမီတန်ရဲ့လူတွေကိုပြစ်ဒဏ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တနတ်သမားတွေအကုန်လုံးတည်ကုန်ပြီးတော့ဒန်နီကိုခရစ်ကအင်ကိုသွားခဲ့ပါတယ်။ရေးနဲ့သူ့ဖေကိုလည်းတနတ်သမားတွေကလာတက်သွားကြတာကြောင့်ရေးတို့လည်းခုခံနေရပါတယ်။မိသားစုတွေအကုန်လုံးကိုစူးစီးပြီးတော့ထားခဲ့ကခရစ်ကဟာမီတန်ရှိနေတဲ့စေးထုတ်တဲ့စေယုံကိုသွားပါတော့တယ်။ဟာမီတန်ကလည်းကြိုတိနေတာကြောင့်ခရစ်ကိုစောင့်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးထွေးတက်ဖို့ကြာရင်းနဲ့ပဲခရစ်ရဲ့ဒူကောင်းကဒဏ်ရာဟောင်းပြန်ထလာလို့ခရစ်ဟာထွက်ပြေးရပါတော့လေ။ဟာမီတန်ကတော့ပစိန်တလက်နဲ့ခရစ်ကိုတက်ဖို့နောက်ကနေလိုက်လာပါပြီ။ခရစ်တယောက်ကတော့နာကျင်နေတဲ့ဂျားတွေကနေဟာမီတန်ကိုမိမျောတော့အောင်ရိုက်လိုက်နိုင်ပါတယ်။နောက်ဆုံးမှာတော့ခရစ်ဟာဟာမီတန်ကိုဖမ်းပြီးတော့သူ့ရဲ့ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်ထောင်ထဲကိုပို့လိုက်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ခရစ်ဟာကာစီနိုကိုပိတ်ချလိုက်နိုင်ပြီးတော့လူတွေအတွက်အလုပ်ရှာတဲ့အေဂျင်စီတစ်ခုကိုပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတော့တယ်။ ီမာရင်မဲ walking tour လို့အမည်ရတဲ့ဇာလန်းလေးရလည်းပြည်ဆောင်သွားခဲ့ပါရခင်ဗျ။နားဆင်ပေးမှုအတွက်လည်းဒူးပဲကျေးဇူးတင်ရှိပါရခင်ဗျ။